ားလုံးပဲမင်္ဂလာပါဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုးရိုးတစ်တော့အောက်ကနေပြီးတော့မှာကျွန်တော်တို့ဂျပန်ရန်နေယူလက်ချင်းကမှာ FAU မိနေတဲ့လူများအတွက်ဒီကနေ့မှာရိုးရိုးတစ်တော့အောက်ကနေပြီးတော့မှာ point နေယူလက်အခါမှာ FAU မမိအောင်ဘလိုမျိုးယူရမလဲဆိုတာကိုဒီကနေ့မှာအစအဆုံးလေးပြန်လဲပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါလေဗျအားလုံးပဲမင်္ဂလာပါ THA vlog YouTube channel ကနေပြီးတော့ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ အဲဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုးရိုး TikTok အကောက်ကနေပြီးတော့မှကျွန်တော်တို့ဂျပန်ရန်နေယူတဲ့အခါမှာကျွန်တော်ဒီ point နေပေါ့ခုမှကျွန်တော်ရှိမှဆိုလို့ရှိရင် point နေ1086ဆင်နဲ့6 point ရှိပါတယ်အဲ့ point နေကိုယူတဲ့အချိန်ကမှ FAU မြင့်နေတဲ့သူများအတွက်အဲဒီကနေ့မှာဆိုလို့ရှိရင်တော့ FAU မမြင့်အောင်ဘလိုမျိုးတဲ့ point နေကိုယူရမလဲဆိုတော့ဒီကနေ့မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ပထမဆုံးယူပြပါမယ်ဗျာဒီမှာဆိုလို့ရှိရင်တော့ point เนี่ยယူလို့မရပါဘူးဗျာဒီမှာဆိုလို့ရှိရင် FAU မိနေပါတယ်ဗျာဒီ FAU မမိအောင် point တွေကိုဘယ်လိုမျိုးယူရမလဲဆိုတော့ကိုယခုဒီဗီဒီယိုမှာပြန်လည်ပြီး share လုပ်ပေးတော့မှာဖြစ်ပါတယ်အဲဗီဒီယိုကြည့်ပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုမှာအစားဆုံးမပါခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ DH blog YouTube channel မှာတွားပြီးတော့ဗီဒီယိုကြီးအစားဆုံးတွားကြည့်လို့ရပါတယ်ဗျာကျွန်တော်ရဲ့ DH blog YouTube channel မှာဆိုလို့ရှိရင်တော့ဗီဒီယိုတွေအစားဆုံးတင်ပြတာရှိပါတယ်ဗျာပထမဆုံးကျွန်တော်တို့က ဒီကျွန်တော်ပထမဆုံးဒီမှာပြန်ပြီးထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီမှာအကုန်လုံးတိုင်ရှေးလောက်လိုက်မယ်အဲလုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရိုးရိုးတက်တော့កောက်ထဲကိုဝင်လိုက်ပါမယ်ဗျကျော်ရိုးတက်တော့កောက်ထဲကိုဝင်လိုက်မယ်ဝင်လိုက်မယ်ဗျအဲ့တော့ဒီဗီဒီယိုကအစားဆုံးမပါဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီမှာဒီ TikTok အကောင့်မှာ TikTok အကောင့်မှာကျွန်တော်ကမှ YouTube channel link လေးချထားပေးထားတယ်အဲ့မှာတွားပြီးတော့ကြည့်လို့ရတယ်ဗျာနော်။ကျွန်တော်မှအရင်ဆုံးတော့ကျွန်တော်ဗီဒီယိုလေးကြီးလိုက်မယ်။ ဗီဒီယိုရနှစ်ပုတ်သုံးပုတ်လောက်ကျွန်တော်တို့ကြည့်လိုက်ပါဗျာနော်ဒီလိုမျိုးဒီအဝိုင်းလေးပြည့်အောင်ဗျာနှစ်ပုတ်သုံးပုတ်လောက်ကြည့်လိုက်ပါဗျာအရင်ဆုံးဘာဖြစ်လဲဆိုတော့ကျွန်တော်အခုကြည့်လိုက်ချိန်မှာဘူဗီယံမခံထားပါဘူးဗျာနော်ဘူဗီယံမခံထားဘဲနဲ့အရင်ဆုံးကျွန်တော်ဘူဗီယံခံထားရတယ်ဆိုလို့ရှိရင်တော့အကောင်လုံး KI လုတ်လိုက်ဖုန်းနဲ့ပတ်သက်တဲ့ຢာကြီးကျွန်တော်ဖုန်းဝီစတက်လေးလုတ်လိုက်လုတ်ပြီးသွားလို့ရှိရင်တော့ရိုးရိုးတိတော့ကောက်ထဲကိုပြန်ပြီးဝင်ကြည့်လိုက်နော်ကျွန်တော်ဗီဒီယိုလေးအစားသုံးလေးနည်းနည်းလေးကြည့်အောင်နှစ်ပုတ်သုံးပုတ်လောက်ကြည့်လိုက်ပါဗျာနော်ကျွန်တော်အရင်ဆုံးနှစ်ပုတ်သုံးပုတ်ကြည့်လိုက်ပါမယ်ဗျာကျွန်တော်ရှိမှာတော့ point 1400ကျော်ရှိပါတယ်ဗျာနော် ြစ်နိုင်မယ်ဆိုလို့ရှိရင်တော့မနက်ပိုင်း9:00ညပိုင်း9:00ခွဲကနေစပြီးကြည့်လိုက်လို့ရှိရင်ဒီအရဆုံးအောင်ကြည့်လိုက်မနက်ဖန်ငွေလင်းတော့ရောက်လို့ရှိရင်ကျွန်တော်ပြောတဲ့ဒီနီလန်းလေးတိုင်းလောက်လို့ရပါတယ်အခုကျွန်တော်ဒီလိုမျိုးအချိန်မိုးချွတ်ပိုင်းအချိန်မှာယူလို့မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်ပြောတဲ့မနက်ပိုင်းလေးအချိန်မှာအရင်ဆုံးတွားပြီးယူကြည့်ယူလိုက်ပါဗျာအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေလိုနေအဆင်ပြေသွားပါလိမ့်မယ်ဒီမှာကျွန်တော်တော့ဗီဒီယိုလေးကြည့်ပြီးတော့ကြည့်ပြီးတော့ဆိုလို့ရှိရင်တော့ဒီကောင်ကျွန်တော်တို့ကမထွက်ဘူးကျွန်တော်အခု ဒီကောင် VPN မခံမဲ့နဲ့ကြည်ပြီးတော့ပြီဆိုလို့ကျွန်တော်ကျွန်တော် VPN လေးကိုတစ်ချက်ခံပြလိုက်မယ်။ဒါဆိုလို့အနေနဲ့ VPN ခံတဲ့အခါမှာဝယ်ထားဝယ်တုံးတဲ့ VPN နဲ့ဆိုပို့ပြီးတော့အဆင်ပြေပါတယ်ဗျာနော်။ဒါမဲ့ဆိုလို့အနေနဲ့ဝယ်တုံးတဲ့ VPN လည်းမရှိဘူး။တခြား VPN ရှိတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေလို့အနေနဲ့ဂျပန် region ကိုဖွင့်ပြီးတော့မှကျွန်တော်တို့ဝယ်တုံးလို့ရပါတယ်ဗျာနော်။ဒါမှမဟုတ်ဘူးလို့ရှိရင်လည်းဂျပန် region ရတဲ့ကျွန်တော်တို့ VPN လေးကိုခံပြီးတော့တုံးပြီးတော့ပါကျွန်တော်ကလည်းဒီမှာအဲဂျပန် region ဂျပန်ဆာဗာနဲ့လုပ်ထားပါတယ်အဲ့ဒါပြီးလို့ရှင်တော့ကျွန်တော်တို့ VPN လေးကိုအရင်ဆုံးချိန်လိုက်ပါမယ်ဗျခဏလေးဆောင်ပေးလိုက်ပါကျွန်တော် VPN လေးချိန်နေပါတယ်ဗျခဏလေးဆောင်လိုက်ပါကျွန်တော် VPN ချိန်နေတော့မှာ အဲဒါမျိုးဘူဗန်ချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ပြမယ်ဒီမှာဘူဗန်လိုင်းလေးတက်နေပါတယ်ဗျာနော်လိုင်းလေးသွားနေပါတယ်ဗျာဘူဗန်ချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြောတယ်တက်တော့အောက်တဲကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ရိုးရိုးတက်တော့အောက်တဲကိုဝင်လိုက်မယ်ဘာလို့ဆို point တစ်ချက်သွားယူလိုက်ပါမယ်ဗျာ point တစ်ချက်ယူလိုက်မယ်နည်းနည်းသေးတော့ဒီကောင်နိုင်ငံတွေရှိကနည်းနည်းကြကြလေးစုံးအောင်ကြည့်ပြလိုက်ဗျာနော်ဒီကောင်လေးတွေကိုလေစုံးအောင်ကြည့်ပြလိုက်ဗျာမလောပါနဲ့ဗျာနော်ဒီနေရာမှာကျွန်တော်တို့ကဗီဒီယိုတွေ ဒီ point နေပါလေဗီဒီယိုကြည့်ပြီးတော့ point နေယူမယ်ဆိုလို့ရှင်တော့လောလို့မရပါဘူးဗျဒီကောင်ကကျွန်တော်ရှိရာရိုးရိုးဒီအကောက်ပါဗျာနော်ရိုးရိုးတက်တော့အကောက်ပေါ့ဒါမဲ့မြန်မာ region ဖြစ်တဲ့ရိုးရိုးတက်တော့အကောက်မို့နော်ဂျပန် region မှာရိုးရိုးတက်တော့အကောက်ဖြစ်ပါလေဗျာနော်အဲ့ဒါလေးကိုကျွန်တော်တို့ဆောင်းအောင်ကြည့်လိုက်မယ်ဗျာနော်ဟုတ်ပါဒီကနေစပြီးတော့စူးစမ်းနေတယ်။အဲဒီလိုမျိုးကြည့်ပြီးသားဆိုလို့ရှင်တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ အနှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စားရမယ့် machine လေးကိုဆက်ပြီးတော့စားလို့ရပါပြီဗျကျွန်တော်ကတော့အရင်ဆုံးနှိပ်လိုက်ပါမယ်အပေါ်ကအနီလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီနေရာမှာဆိုလို့ရှိရင်သူရဲ့ date တွေပါရွေးရတာမျိုးရှိပါတယ်ဗျအဲ့ဒါတော့မိတ်ဆွေလို့တဲ့မလုပ်တတ်ဘူးဆိုလို့ရှိရင်လည်းဘာမှပြဿနာမရှိပါဘူးဗျအဆင်ပြေလို့နှိပ်ပေးလိုက်ပါဗျအမှအောက်ကကျွန်တော်အဖွင့်ပိတ်ပိတ်စားရှာပိတ်လိုက်ဖွင့်လိုက်ချာဖွင့်လိုက်ဖွင့်လို့လည်းရတယ်ပိတ်ထားလို့လည်းရပါတယ်ဗျအဒီအရဆိုလို့ရှိရင်တော့အောက်က machine လေးကိုအနီလေးကိုအရင်ဆုံးနှိပ်လိုက်ပါမယ်ဗျ ာကျွန်တော်တို့က120ကျော်ရပါတယ်ဒီမှာဆိုလို့ရင်ကျွန်တော် mission တွေစားလို့ရပါတယ်ဗျအောက်ကဟာကိုဆက်ပြီးတော့စားလိုက်မယ်90ရတယ် like ကတော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာတော့မရချိသေးပါဘူးဗျကျွန်တော်အရင်ဆုံးတော့နှစ်ကြည့်လိုက်မယ်အပေါ်မှာပြထားတယ်ဗျာနော် like ကတော့စားလို့မရပါဘူးဗျအပေါ်ကဟာလေးကိုဆက်ပြီးတော့ video လေးကိုဆက်ပြီးတော့ကြည့်လိုက်ပါမယ်ဗျအဲဒီမျိုးကျွန်တော်တို့ကဗီဒီယိုလေးကိုကြည့်ပြီးတော့မှကျွန်တော်တို့ mission လေးစားလို့ရတယ်ဆိုတော့ကိုကျွန်တော်ပြန်လဲပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ် အဲကျွန်တော်လက်ခုယခု mission တွေစားသွားတဲ့အရာကတော့ကျွန်တော် YoYo TikTok Japan region YoYo TikTok အကောက်ကနေပြောမှာ mission တွေ FAQ ကင်းအောင်ဘယ်လိုမျိုးစားရမလဲဆိုတော့ကိုမျှဝေပေးသွားတာဖြစ်ပါတယ်ဗျနောက်တစ်ဗီဒီယိုမှာဝင်ငွေရစမဲ့နီလန်းကောင်းတွေကိုကျွန်တော်ကပြန်လဲပြီး share မြင့်လုပ်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ THA Blog YouTube Channel လေးကိုလည်းကျွန်တော်တို့တွားရောက်ပြီး subscribe လုပ်ခါခဲလို့ရပါတယ်ဗျဒီဗီဒီယိုကိုကျွန်တော်တို့အဆုံးထိကြည့်ပြီးလဲအတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်